ethics ဆိုတာစီးဆိုတာပါလဲဆိုတာပြောပြမယ်တယောက်နဲ့တယောက်အရန်ခင်မင်းတဲ့နေရာနေပြီးတော့မှအကြောင်းမတိုက်ဆိုင်လို့မခင်ကြတော့ဘူးမုံသွားခဲ့မယ်ဆိုရင်တော့မှ ခင်မင်းကြတော့ငါပြောခဲ့တဲ့လျှို့ဝှက်ချက်တွေအတွင်းစကားတွေကိုအတင်းမပြောတဲ့စီးတယောက်နဲ့တယောက်ရန်ဖြစ်ရင်မဆိုင်တဲ့ personality တွေသူတပားရဲ့အားနဲ့ချက်ကို မပြောတဲ့စီးကိုယ့်ကိုယုံကြည်လို့ပြောခဲ့တဲ့စကားတွေကို မျက်နှလုံးမျက်နှာရအလိုချင်စောနဲ့သွားတည်မပီးတဲ့စီကိုတိချင်တော့ကမေးခဲ့တဲ့စကားတွေကိုသူတပားကပဲတမင်အပုတ်ချပြောလာတယ်လို့မျိုး မိဆွေတငင်ချင်းတွေစီမှာသွားပြီးတော့မှဂုံးတိုက်တာတွေးထိုးတာမျိုးရန်တိုက်ပေးတာမျိုးတွေမလုပ်တင်တဲ့စီစီမရှိတော့ရင်ဘာတွေဖြစ်မလဲရှက်စရာကြီးပေါ့ဟုတ်တယ်တကယ်တော့ဘာမှမဖြစ်ဘူးကိုတန်ဖိုးကိုတတ်မှတ်တာပေါ့ အဲ့ဒီကိုလူကျင်ဝင် လူသိခါကျင်ဝတ်တရားကိုကျင့်တရားဒီလိုမျိုးပေါ့အတိတ်ပဲအများကြီးဖွင့်ဆိုတာတွေရှိတယ်အချင်းချင်းပေါင်းသင်းဆက်ဆံနေရတဲ့ဒီလူအတိုင်းဝိုင်းထဲမှာနော် ethics ဆိုတဲ့လူကျင်ဝင် ရှိတတ်ဖို့ကအရင်အရေးကြီးပါတယ်လူကျင်ဝင်တည်တတ်ခြင်းဆိုတဲ့အထက်မှာတယောက်နဲ့တယောက်လေးစားမှုတွေစီကန်းတွေ လူသားချင်းစာနာမှုနဲ့နားလည်မှုတွေအများကြီးပါတာပေါ့ဒီတော့ဘယ်ယာမျိုးက ethics ရှိတယ်လို့ခေါ်တာလဲငါအချက်တင်နေတာပြောပြ public area လို့ခေါ်တဲ့အများနဲ့သက်ဆိုင်တဲ့နေရာမှာ စကားကိုအကျယ်ကြီးမပြောတာမျိုးတချင်းတန်အကျယ်ကြီးမဖွင့်တာမျိုးနံပါတ်2တစ်ချက်ကဝင်ပေါက်နေရာတွေမှာပြိမရက်တာမျိုး နောက်တစ်ချက်ကတခြားသူတွေစကားပြောရင်တဲ့အချိန်မှာကြားဖြတ်ပြီးတော့ဝင်မပြောတာမျိုးငွေကြီးအခက်ခဲရှိနေတဲ့တငယ်ချင်းတယောက်ရှိမှကိုတုံးနေတဲ့တန်ဖိုးကြီး brand တွေအကြောင်းထုတ်ပြီးတော့မှမပြောတာမျိုးမိသားစုဖြစ်နေရင်တောင်မှသူများအခန်းထဲဝင်မယ်ဆိုရင်တကားခောက်ပြီးတော့မှဝင်တာမျိုးအမိုက်ကိုအမိုက်ပုံထဲမှာတေချာစွန့်ပစ်တာမျိုး privacy ကိုထိခိုက်စေနိုင်တဲ့မိကုံး ဥပမာအဖြစ်ကလင်းမြူကြသေးဘူးလားเนาะနေအသားမဲသွားတယ်เนาะဟုတ်လားအမလေးနေ့မျက်နှာကြီးရလဲဖူးတွေနဲ့เนาะ skin care မလုပ်ဘူးလားဒီလိုမျိုးမေးတတ်တာเนาะတပားသူရဲ့ဖြစ်တည်မှုကိုရှုံချတာမျိုးဟုတ်လားဒီလိုမျိုးတည်တည်မမကိစ္စတွေကအစကြီးကြီးမမကိစ္စတွေအဆုံးအထိနားလေတည်တတ်ခြင်းကို ethic ရှိတယ်လို့ခေါ်တယ် အဲ့ဒစ်ရှိတယ်ဆိုတော့ကွာ NG ဘလောက်ကောင်းကောင်းနော်စာဘလောက်တော်တော်မွေတွေဘလောက်ပဲရှာနိုင်ပါစေဒါရင်နဲ့မဆိုင်ဘူးဘလောက်တော်တော်ဘလောက်ကောင်းကောင်းအဲ့ဒစ်မရှိတဲ့လူကမရှိတာပဲမင်းမှရှိတဲ့အဲ့ဒစ်နဲ့စီကံကမင်းရဲ့အဆင့်တန်းမင်းရဲ့တန်ဖိုးပဲမင်းရဲ့စိတ်ဓာတ်အဆင့်တန်းကို မြင့်တင်နိုင်ဖို့ရန်အတွက်မင်းမှ ethics ဆိုတဲ့ကျင့်ဝတ်ကောင်းတွေရှိဖို့ရန်အတွက်လိုအပ်တယ်ဒါလေးတော့မှတ်ထားပါ não